လွိုင်လင်းမြို့၌နိုင်ငံဝန်ထမ်းငိမ့်စာမိဘပြည်သူများအားအစဉ်ပြေချုံးမွေ့မြန်ဆန်စွာဖြင့်ပင်စင်လားစာများကိုလစဉ်ပုံမှန်ထုတ်ပေးလျက်ရှိတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်းခရိုင်လွိုင်လင်းမြို့နယ်မြမစီးပွားရေးဘက်မှလွိုင်လင်းမြို့နယ်ရှိပင်စင်စားနိုင်ငံဝန်ထမ်းငိမ့်စာမိဘပြည်သူများအားရုံးဖွင့်ချိန်နဲ့နောက်ပိုင်းမှစတင်၍ပင်စင်လားစာများအစဉ်ပြေချုံးမွေ့မြန်ဆန်စွာဖြင့် လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိပါတယ်။လွိုင်လင်မြို့နယ်တွင်အငိမ့်စားပင်စင်စားဦးရေ1300ကျော်ရှိပြီးပင်စင်စားများအနေဖြင့်မိမိတို့အစဉ်ပြေသည့်နေ့တွင်နိုင်ငံတော်အစိုးရကတတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပါလစဉ်22ရက်မှနောက်လ20ရက်နေ့အထိလာရောက်ထုတ်ယူနိုင်ကြောင်းမြမစည်းပွားရေးဘဏ်မှတာဝန်ရှိသူထံမှသိရှိရပါတယ်ခင်ဗျာ။